ဒါကြောင့်မို့သူတို့ကကဘာမြေကြီးကမြေပြင်ကို ရေပြင်လိုသဘောထားပြီးတော့မြေကြီးကို ရေလိုစိတ်ထဲမှာတကိုးနဲ့ဖန်ဆင်းလိုက်တဲ့အခါမျိုးမှာလဲငရင်လှုပ်တတ်တယ်။ဘုန်းကြီးတို့တသက်တာမှာအကြီးအကျယ်ငရင်လှုပ်တာနှစ်ကြိမ်ကြုံမှုတဲ့မြန်မာတက္ကသိုလ်1308ခုနှစ်တုန်းကပကိုးငလျင်ကြီးဆိုတာကြုံရအဲ့ဒီငရင်က ဘယ်ထီအောင်လှုပ်တော့သူဟိုမန်လေးတိုင်းကဖျားတွေပြိုသည်ထီအောင်ပြင်းထန်ဟော1308ခုနှစ်ကကြီးမားတဲ့ငလျင်ကြီးတခါလှုပ်တယ်အသေးဖွဲတွေတော့မပြောလို့ဘူးအကြီးကြီးတွေကိုပြောနောက်1318ခုနှစ်ကျတော့စကိုင်းငရင်လို့ခေါ်တယ်စကိုင်းမှာရှိတဲ့ဖျားပထိုးတွေပြိုကျပျက်စီးမှုတွေအများကြီးမြမရာဇဝင်ဖတ်မယ်ဆိုလို့ရှိရင်တော့ငရင်လှုပ်တဲ့အချိန်တွေဟာအများကြီးရှိတယ်ပေါ့ဖျားပထိုးတွေခဏခဏပြိုပျက်တယ် အဲ၈၈ခုနှစ်ငရင်ကြတော့စကိုင်းငရင်လို့ခေါ်ရလောက်စကိုင်းမှာပျက်စီးတွေအလွန်များခဲ့တယ်ပေါ့အဲ့ဒါလည်းပဲကြုံခဲ့တယ်ပေါ့ဒါကိုကိုယ်တိုင်ကြုံတဲ့အပိုင်းကိုပြောပြတာအင်မတန်မှကြောက်မဲ့ဖွယ်ကောင်းလောက်အောင်ရက်တည်လို့မရလောက်အောင်ပြင်းထန်တဲ့ငရင်ကြီးတွေလှုပ်ခဲ့ဘူးတယ်ပေါ့ဒီတဲ့ပြင်းထန်တာတွေကိုယ်နဲ့မကြုံတဲ့ဘ ਹੁ ပြုတဲ့နေရာနဲ့ဝေးလို့ရှင်တော့လည်းမသိလိုက်ဘူးပေါ့နော်အဲ့ဒါလို့ငလျင်ရဲ့တဘာဝဟာ ခုနက အောက်ကနေပြီးတော့ကွက်ပြီးတော့လေတူကြီးလှုပ်ရှားလိုက်တဲ့အခါမှာထိုလေတူကြီးနဲ့အနီးဆုံးရေပြင်ကလှုပ်ရှားသွားအနီးဆုံးရေပြင်လှုပ်ရှားသွားတဲ့အခါမြေတူကြီးလှုပ်ရှားပြီးငရေလှုပ်ချဲဟာဖြစ်ပေါ်လာတယ်လို့ဒါကရသော်ပြားကပထမဆုံးအကြောင်းတစ်ခုရှင်းပြတယ်ဒုတိယငလျင်လှုပ်ချင်းအကြောင်းကိုရသော်ပြားဘလို့ရှင်းပြတယ်တကူးကြီးမားတဲ့အစွမ်းထက်တဲ့အစွမ်းတကူးရှိတဲ့ ဒီကိုရှင်နေဆိုတာလောကမှာရှိတတ်ဉာဏ်နာပုဂ္ဂိုလ်တွေတို့အဲ့ဒါလို့အစွမ်းတကူနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးတွေရှိတယ်။သုံးမုံတကူကြီးတဲ့နတ်တွေဆိုတာရှိတယ်။သူတို့ကလည်းဖန်တီးတတ်တယ်တဲ့။ဘလို့ဖန်တီးတော့ဆိုရင်သူတို့စိတ်ထဲမှာဒီမြေထုဆိုတဲ့မြေထုပေါ်မှာတဘာဝတရားတွေကိုသူတို့ရှုမြင်သုံးသပ်တဲ့အခါမြေထုနဲ့ ဒီရေထုဆိုတာတခုရှိမြေကြီးရဲ့သဘောကမြိမ်နဲ့မာတယ်မြေကြီးနဲ့ရေနဲ့နှစ်ခုကြည့်မြေပြင်ဆိုတာငြိမ်သက်မှုရှိတယ်ရေပြင်ကြတော့ငြိမ်သက်မှုမရှိဘူးနော်မြေပြင်ကငြိမ်သက်တယ်မာတယ်ရေပြင်ဆိုတာကတော့လှုပ်ရှားတယ်ဒါကြောင့်မို့သူတို့ကကမ္ဘာမြေကြီးကမြေပြင်ကို ရေပြင်လိုသဘောထားပြီးတော့မြေကြီးကို ရေလိုစိတ်ထဲမှာတကိုးနဲ့ဖန်ဆင်းလိုက်တဲ့အခါမျိုးမှာလဲငရင်လှုပ်တတ်တယ်။ကြည်လေတင်မောကြီးတွေဘလောက်ကြီးကြီးရေပေါ်မှာကြတော့လှုပ်နေတာ။ကုန်းပေါ်တက်လိုက်လို့ရှင်မလှုပ်နိုင်ဘူးလေ။မလှုပ်နိုင်။ရှင်တို့ကဒါနဲ့ပတ်သက်ပြီးတော့တန်ခရခိတဆိုတဲ့ကိုရင်ပေါ့ဆာလေးတပါးယဟန္တာကိုရင်လေးတပါးပေါ်ဘူးလေ။ခုနှစ်အရွယ်လေးသာသနာပေါင်းဝင်တာ။ အဲ့ဒီနေမှာပဲသင်္ကန်းဝတ်ပြီးအဲ့ဒီနေမှာပဲရဟန္တာဖြစ်သွားစွမ်းတကူကြီးမားတဲ့ရဟန္တာဖြစ်တော့သူစိတ်ကူးရတယ်ဒီကနေ့ပဲသာသနာပေါင်းဝင်ဒီကနေ့ပဲရဟန္တာဖြစ်ပြီးတော့တရားမင်းကြီးနေတဲ့တာဝရင်သာနတ်ပြေကဝေဇန္တာပြတ်တက်ကြီးကိုလှုပ်ဖူးတဲ့ပုဂ္ဂိုလ်ရှိလားလို့ဆိုမရှိဘူးဆိုသူဒါနဲ့ဘယ်လိုလုပ်ရမလဲဆိုတာနီးစနစ်ကိုသူမသိပဲနဲ့သူ့အစွမ်းတကူနဲ့လှုပ်မယ်ဆိုပြီးတော့ဝေဇန္တာပြတ်တက်သွားပြီးလှုပ်တာ လုံးဝလှုပ်လို့မရဘူး။ဘာဖြစ်လို့တော့ဆိုစနစ်မကျဘူး။ဘယ်ကိစ္စပဲဖြစ်ဖြစ် systematically လုပ်ရတဲ့တကောကလည်းပဲ။အရင်မဲ့လှုပ်တာမဟုတ်သည့်အတွက်ကြောင့်တဘာဝကိုလွန်ဆန်ပြီးလှုပ်လို့မရဘူး။ညကြီးပေါ်နေတဲ့အရာကိုလှုပ်အောင်လုပ်လို့မရဘူး။ဒါကြောင့်မို့သူဟာလှုပ်လို့မရတဲ့အခါကျတော့ဝိုင်းပြီးတော့တယောခံလဲရတော့သူလူပြေပြန်လာပြီးသူ့ဆရာစီသွားသူ့ဆရာစီသွားတော့သူက ဆရာကပြောတော့ဆိုမုန်းစီကျော်ကြော်တာလေးကိုပြလိုက်တယ်။မင်းမြင်ဘူးတယ်မဟုတ်လားမုန်းစီကျော်ကျော်။နောက်ပြီးတော့ရေထဲမှာချလိုက်တဲ့နောက်ချေးချက်ကလေးဟာရေထဲမှာဝဲလဲပြီးတော့လှုပ်နေတာမင်းမြင်ဘူးတယ်မဟုတ်လားလို့ဆိုသူသဘောပေါက်သွားတယ်။မြေကြီးပေါ်မှာရှိနေတဲ့အရာကိုလှုပ်လို့မရဘူးဆိုတာသူသဘောပေါက်သွားတယ်။အဲ့ဒါနဲ့တိပီဖျားဆိုပြီးတော့တာဝရိန္ဒနတ်ပြည်ပြန်တက်သွားတယ်။ ပြန်တက်သွားပြီးတော့ဝေဇယန္တာပြတ်တက်ကြီးရဲ့အခြေ၄အားလုံးကိုရေပြင်းကြီးဖြစ်အောင်အရင်ဖန်ဆင်းပလိုက်ရေကြီးမဟုတ်တော့အဲ့ဒီအချိန်မှာကျတော့ခဏလေးအလွယ်လေးနဲ့ဝေဇယန္တာပြတ်တက်ကြီးရန်ခါသွားအောင်သူလှုပ်ရှားပြလို့ရရေပေါ်မှာတည်နေတဲ့အရာဆို အလွယ်တကူလှုပ်လို့ရအောက်ကမငြိမ်ဝဲကိုအဲ့ဒီလိုအစွမ်းတကူရှိတဲ့ပုံကိုယ်တွေကလည်းပဲကဘာမြေကြီးကိုရေဖြစ်အောင်ဖန်ဆင်းလိုက်တဲ့အခါမျိုးမှာလည်းပဲ ငရင်တုတ်သွားတာမျိုးဖြစ်တတ်တယ်။ဒါကတော့သူတို့စိတ်ကူးနဲ့လှုပ်တဲ့သဘောအဲ့ဒါမျိုးဟာဒုတိယငရင်တုတ်ခြင်းရဲ့အကြောင်းတစ်မျိုးပဲလို့မြတ်စွာဘုရားဒါလို့ဟောတယ်